မင်္ဂလာပါကျွန်တော်ကဒီကိုစလေးကိုတင် जा ပေးမယ် instructor ပဲဖြစ်ပါတယ်ကျွန်တော်လည်းအောင်ပိုင်းမှာကျွန်တော်ကမြန်ရဲ့ CEO founder ဖြစ်ပါတယ်ကျွန်တော်ကလက်ရှိမှာမြန်အပြင်တင်းနှဲအကြောင်းတွေလည်းလုပ်ပါတယ်ဒါပေမဲ့ကျွန်တော်မြန်အကြောင်းတွေကိုနည်းနည်း intro လေးပြောပြချင်ပါတယ်မြန်ဆိုတာအိမ်မှာလိုအပ်တဲ့အချိန်ပိုင်းအင်အားကိုပြီးစရာပိုက်စရာအဲကုန်မြင်တဲ့လက်သမားဝန်ဆောင်မှုကိုပေးတဲ့ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်ပါတယ်ကျွန်တော်ကြောင်းနေခဲ့ပြောရရင်ကျွန်တော် Bachelor of Information Technology နဲ့ Australia က RMIT University ကနေပြီးတော့ပွဲရခဲ့ပါတယ်ကျွန်တော် Professional Career မှာပထမအလုပ်အနေနဲ့ဆိုရင် Facebook လိုမျိုး Online Advertising Company တို့မှာကျွန်တော်အလုပ်လုပ်ခဲ့ပါတယ်ပြောရရင်တော့ Digital Marketing ကိုအဲ့ထက်စဆက်ဝင်စားရဲဆိုပါတော့ကျွန်တော်နိုင်ငံသားမှာ10နှစ်နေပါလောက်နေခဲ့ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကို2016မှာပြန်လာခဲ့ပါတယ်ပြန်လာတော့ Tech Startups တွေကိုကျွန်တော်ကူညီခွင့်ရခဲ့တယ်အဲ့မှာပဲကျွန်တော်စဉ်းစားမိတာကျွန်တော် Startup တစ်ခုစတင်ခဲ့တာပါပဲအဲ့ဒါနဲ့ကျွန်တော်ကွန်နေတိုင်ပြီ တော့2019မှာမြန်းကို350နဲ့စတင်ခဲ့ပါတယ်ကျွန်တော်မြန်းကိုစခဲ့တုန်းကလည်းအခြား startup တွေကိုလိုပဲလုံးဝမလွယ်ခဲ့ပါဘူးတော်တော်လေးရောင်းဝယ်ခဲ့ရတော့ကျွန်တော်လည်း8ခုတည်းနဲ့မျက်စိနိုင်နိုင်ကျွန်တော် Telinor Myanmar ဆိုတဲ့ company မှာကျွန်တော်အလုပ်ဝင်ခဲ့ရပါတယ်ပြောရမယ်ဆိုရင်အလုပ်နှစ်ခုတပြိုင်တည်းလုပ်ခဲ့ရပဲဆိုတော့ Telinor မှာနှစ်နှစ်လောက်လုပ်ပြီးတဲ့အချိန်ကာလတခုမှာကျွန်တော်2019 January လမှာကျွန်တော်အလုပ်ထွက်ခဲ့ပါတယ်အဲ့အလုပ်ထွက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မြန်းကို design မမှတ် focus လုပ်ခဲ့ပါတယ်အဲ့အလုပ်ထွက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မြန်းနဲ့မကဘူးကျွန်တော် B and Nokla BN စောက်တကောအစရှိတဲ့အကြောင်းတွေကိုပါဒီဇိုင်းမမတ်လုပ်ခဲ့ပါတယ် ခုကျွန်တော်တို့ရဲ့ VN TikTok channel မှာဆိုရင် million နဲ့ချီပြီးတော့ views တွေရတယ်ပြီးတော့ကျွန်တော်အခုလုပ်နေတဲ့ calling consulting မှာဆိုရင်လည်း startup နဲ့ဆိုင်တာ share ပေးတယ်ပြီးတော့ marketing နဲ့ဆိုင်တာတွေလည်း share ပေးရဆိုတဲ့ကြောင့်ကျွန်တော်ရဲ့ TikTok channel လေးလည်း awareness တော်တော်လေးရရှိပါတယ်ဒီ content to conversion mastery class မှာကျွန်တော်မြန်အရအတွေ့အကြုံမှာမဟုတ်ပါဘူးကျွန်တော်ရဲ့အခြား company ဖြစ်တဲ့ VN Nokla တို့ကျွန်တော်ကူညီပေးခဲ့တဲ့အခြား company ရဲ့အတွေ့အကြုံတွေလည်းကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီ course ရဲ့အနှစ်သာရကအရှင်းလင်းဆုံးပြောရင်တင့်ရဲ့ marketing ကဘယ်လောက်ထိထိရောက်မှုအများဆုံးဖြစ်မလဲဆိုတာကျွန်တော်တင်ပေးတော့ ောက်မှာဖြစ်ပါတယ်။တင်းရဲ့ marketing ကအကောင်းဆုံးနဲ့အထီးအောင်ဆုံးကုညီနိုင်ဖို့ဒီ course လေးကိုအခုပဲကြည့်လိုက်အောင်